ညချင်းနာမြေကြီးအားလုံးမင်္ဂလာပါပြီ။ Mugen Entertainment Channel ကိုလိုက်ပါရစေ။ဒီ episode ပြီးဖန်လီကကချင်ပြည်နယ်မြစ်ကြီးနားမှာရေကြီးနေတာဒီရေဆက်တက်နိုင်မလားမတက်နိုင်ဘူးလားဆိုတော့ဒီဒီ Mozilla Blogger ဦးနိုင်လင်းထွေးကနေပြီးတော့ဒီကျွတ်တခမ်းထားတဲ့ပြီးဖန်လီကျွန်တော်အမျိုးပြသက်တက်ဆက်ပြသွားဖြစ်ပါတယ်။ဒီပြီးဖန်လီကိုတက်ဆက်ပြသက်ပြီးတဲ့ရေချက်ကတော့ကျွန်တော်အမျိုးလည်းကျွတ်တခကပစ္စည်းလေးအောင်ဘူးရနေနဲ့ပြန်လဲဝတ်မဲ့တက်ဆက်ပြလဲခြင်းဖြစ်တယ်။ဒါဆိုရင်ကျွန်တော်ပြီးဖန်လီဆက်လိုက်ရအောင်။ Hi Hello အားလုံးပဲမင်္ဂလာပါခင်ဗျာအဲကျွန်တော်ခု live မှာအနည်းငယ်လေးကျွန်တော်ပြောပြပါမယ်ရေရနည်းနည်းလေးပြန်တက်တဲ့အတွက်ကြောင့်မို့မိဘပြည်သူတွေအားလုံးစိတ်ပူနေမှာဆိုရင်လို့ပါအရန်ကြီးလည်းမဆိုရင်လည်းအရန်ကြီးလည်းမပေါ်ဆပါနဲ့အဲ့အလေလက်တန်းမှာပဲရှိနေပါတယ်ဆိုတဲ့အကြောင်းလေးကျွန်တော်ပြောပြပေးမယ်နော်ခု ဒီနာမြေရေဒီနေ့ကျွန်တော်တို့တရက်နေ့ဇူလိုင်လ2025ည17နာရီရှိနေပါပြီအဲ့တော့ကျွန်တော်တို့မြေရေဘယ်လောက်ထိဆက်တက်အောင်မှာလဲဘယ်လောက်ထိထက်တက်အောင်မှာလဲ အရင်တုန်းကမနစ်ကလိုဖြစ်မှလာအများကြီးပေါ့မိကုန်းပေါင်းစုံတွေအများကြီးပဲအဲကျွန်တော်မပြန်ပြီးမဖြေနိုင်တဲ့အရာတွေလည်းအများကြီးပဲဒီထက်မှပဲကျွန်တော်ပေါင်းပေါင်းယုံပြီးတော့မှအကုန်လုံးဖြေသွားပေးမယ်လိုင်းပေါ်မှာရှိရင်လဲတက်ခဲ့ပေးပါမရှိရင်လဲ ချိန်မီတဲ့အချိန်မှာကြည်ပါအဲကျွန်တော်တခုပြောချင်တာကကျွန်တော်အခု live link ပေးတယ် line ပေါ်မှာကျွန်တော်ဟိုအဲ Facebook မှာ live link ပေးတယ်အဲ့ဒါလေးတွေကအကျိုးရှိမှထင်လို့ကျွန်တော်လုပ်ပေးတာပါကျွန်တော်အပြင်မှခံပြီးလုပ်ပေးတာအကျိုးရှိအကျိုးရှိစေချင်လို့ပေါ့အဲ့တော့ line ရတဲ့နေရာမှာရန်ဖန်ရန်ခါလေးခဏလေးဖွင့်ပြီးကြည်ပေးပါဖွင့်ပြီးကြည်ပေးပြီးမှနားထောင်ပေးပါအဲ့ရလေးအခုကျွန်တော်တို့အခုဒါမနေ့က ီဒီဒီအခုရမတ်တိုင်ဆိုရင်ဒါနမတ်နှစ်တိုင်နမတ်နမတ်သုံးတိုင်ဒါမနေ့မနေ့ကကျွန်တော် live လင့်တဲ့ကမမြုပ်သေးဘူးမြုပ်တော့မယ်ကြံတော့ကုံကုံတော့မယ်ပေါ့နော်30 cm 30 cm ပဲကြံတော့တယ်ဆိုတော့ဒါကနမတ်သုံးဒီတိုင်ရဲ့60နဲ့3အောက်မှာအခုအခုကျွန်တော်တို့အခုရောက်နေတာက35လောက်မှရောက်နေပြီဆိုတော့၄၅၆60နဲ့60နဲ့3အဲ့ဒီ6 6ဆိုတဲ့အဲ့60ဆိုတဲ့6ဆိုတဲ့ကဏန်းလေးအောက်ချေက6ဆိုတဲ့ကဏန်းလေးမြုပ်သွားတာနဲ့အဲ့ဒါဒီကျွန်တော်တို့1200စင်တီမီတာကို ရောက်မှာဖြစ်တယ်ဒါကြောင့်မို့အခုကျွန်တော်တို့အခုအနေထားလက်ရှိအနေထားည7နာရီအနေထားနဲ့ဆိုရင်ဆိုရင်အမတ်ကိုရောက်ဖို့အတွက်33စင်တီမီတာပဲကျန်ပါတယ်အဲ့ဒါလေးတစ်ချက်ပြောခြင်းပါတယ်အဲ့တော့တေချာပေါက်ကျွန်တော်တို့ ဒီဆိုရင်ရေအမတ်ကိုရောက်တော့မှာဖြစ်ပါတယ်ဆိုရင်ရေအမတ်ကိုရောက်မဲ့အချိန်ကအခုတနာယီကိုတနာယီကိုအခု5စင်တီမီတာ10စင်တီမီတာနေမှာတက်လာခဲ့တာအခုနောက်ဆုံးကျွန်တော်တို့ပေဝက်လောက်ထိအတက်မြန်လာတာကိုတွေ့ရတယ်ဗျအတက်ပေဝက်လောက်ထိတက်တယ်15စင်တီမီတာ လောက်တက်တယ်အဲ့တော့ကျွန်တော်တို့နောက်ဆုံးနောက်ဆုံးရမယ့်အဖြေကကျွန်တော်တို့နောက်ထပ် နှစ်နာရီနောက်ထပ်နှစ်နာရီဆိုလို့ရှိရင်နောက်ထပ်နှစ်နာရီဆိုရင်ကျွန်တော်တို့ဆိုရင်ရေအမတ်ကိုရောက်ပြီလို့ပြောလို့ရပါပြီအဲ့တော့ဒါဆိုရင်ရေအမတ်ကို ရောက်မယ်အဲ့တော့ဆိုရင်ရေအမတ်ကိုရောက်ရုံပဲလားဆိုတော့မဟုတ်တော့ဘူးအခုအနေထားနဲ့ကျွန်တော်တို့ဟိုတက်နေတဲ့အနေထားနှုံထားရပဲဆိုနှုံထားအတိုင်းဆိုရင်ကျွန်တော်ဆိုရင်ရေအမတ်ထက်ကိုနောက်ထပ်1မီတာလောက်ထပ်ပြီးတက်နိုင်လို့လို့ကျွန်တော်သုံးသပ်ထားတယ်အဲ့ဒါလေးတော့တစ်ချက်တင်ပြချင်ပါတယ်နော် အဲ့တော့1300ပေါ့နော်1300စင်တီမီတာကိုကျွန်တော်တို့ဒုတိယအဆင့်အနေနဲ့ကျွန်တော်တို့ခန့်မှန်းရအောင်အဲ့လောက်ထိကျွန်တော်တို့ပြင်ဆင်ထားမယ်ဒုတိယဒုတိယအဆင့်အနေနဲ့1300အဲ့တော့မိနစ်ကအထိရောက်မလားမိနစ်ကလောက်ထိရောက်မလားဆိုရင်မိနစ်က1406စင်တီမီတာဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ဒီ2မီတာကြီးတော့အဲကျွန်တော်မမှန်းတော့ဘူးကျွန်တော်အ ਨੇ ဆုံးအခုအတင်း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 တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့အဲ့ဒီအရာ1000 1300စင်တီမီတာကိုကျွန်တော်တို့ယူလိုက်ရအောင်เนาะ1300စင်တီမီတာမှာကျွန်တော်တို့ဒါဒီဒီနောက်ဆုံးရေကုန်တဲ့အထိမနှက်ဖန်မနှက်ဖန်နေလေအထိအကျုံးဝင်မှာပေါ့အဲ့ဒီမနှက်ဖန်နေလေအထိမှာ1300စင်တီမီတာကိုရောက်ရှိနိုင်တယ်သို့မဟုတ်เนเนအနီးနီးလေးရောက်နိုင်တယ်1300စင်တီမီတာရဲ့အထက်ကိုเนเนလေးကျော်နိုင်တယ်အဲ့အဲ့လောက်ထိကျွန်တော်တို့သုံးသက်ထားတယ် အဲအဲ့လိုလေးသုံးသက်ထားတယ်ပေါ့ဒါလေးသိရှိအောင်ကျွန်တော်တို့ပြပြတာဒါကြောင့်မို့ကျွန်တော်တို့ဟိုဖယ်စရာရှိတာလေးတွေဖယ်ထားပါပြင်စရာရှိရလဲပြင်ထားပေးပါအဲအခုကျွန်တော်တို့ကိုနေကျွန်တော်တို့မနစ်ကလိုမျိုးဗီလက်မြေတေစံအိတ်တေเนาะပိတ်ပိတ်မဲ့ဟာမျိုးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟိုဖယ်တဲ့ဖယ်နေရဖယ်ရမဲ့နေရာကိုမနစ်ကအတွေ့အကြုံတိုင်းကျွန်တော်တို့ဟိုဖယ်စရာရှိတာလေးတွေဖယ်ဖို့လိုအပ်မယ်လို့တော့ကျွန်တော်ပြောချင်ပါတယ်เนาะ အဲ့ဒါလေးတစ်ချက်တင်ပြချင်ပါတယ်အခုဂျေကအမှန်တော့ဂျေကမနဲ့ကလေးကရက်သွားတာတော့မဟုတ်ဘူးပေါ့နော်တက်တော့တက်တော့တက်နေတာပဲမနေတည်းကလည်းတက်တယ်မနဲ့ထီလည်းတက်တယ်တောက်လျှောက်လည်းတက်နေတယ်အဲ့တော့တက်ရင်တက်ရင်နဲ့ကျွန်တော်တို့အခုကျွန်တော်တို့ရဲ့ဒီအခုမြစည်းနားမှာတက်သွားတဲ့ဂျေကဘယ်ကိုဆင်းပြီလဲဆိုတော့ကျွန်တော်တို့ဗမောရွှေကူကရွှေကူကနေထွက်ပြီးတော့ကျွန်တော်တို့ရွှေကူကနေထွက်ပြီးတော့မှ ကတာဘက်ကိုဆင်းနေပြီအဲ့တော့ရေထောက်နေတယ်ကတာရဲ့ဗမောမာကကျွန်တော်တို့ဗမောမာကတာပိန်မြစ်ပေါ့နော်တာပိန်မြစ်ရှိတယ်အဲ့ဒီတာပိန်မြစ်မှာကျွန်တော်တို့တာပိန်မြစ်ပေါ်မှာတာပိန်ရေအားလက်ဆက်နှစ်ခုရှိတယ်အဲ့တာပိန်တာပိန်ရေအားလက်ဆက်နှစ်ခုရဲ့တာဒီရေတာပိန်ရေလွတ်တဲ့ပေါ်မှာလဲကျွန်တော်တို့ကမူတီလိုက်မယ် အဲ့ဒါလည်းတစ်ချက်ကျွန်တော်တို့ရေရေထွက်ကြလာရှိတယ်နောက်တစ်ခုကကျွန်တော်တို့ unknown cashmere ကျွန်တော်တို့တရုတ်ပြည်ရဲ့ဒီရေဝင်ရေလွဲ area ပေါ့အဲ့ဒီနေရာကနေပြီးတော့ထွက်လာမဲ့ကျွန်တော်တို့ဒီမြေမြေ ERB တဲ့ကိုမဝင်မဲနဲ့မေခဘက်ကနေထွက်သွားတဲ့ရွှေလီချောင်းဆိုတာရှိသေးတယ်ကျွန်တော်တို့ရွှေကူရဲ့ငအိုးဘက်ကနေထွက်တဲ့အဲ့အဲ့ဒီအဲ့ဒီချောင်းကအဲ့ဒီရွှေလီမြစ်ပေါ့နော်အဲ့ဒီမြစ်ကဘယ်ကိုထွက်လဲဆိုရင်ကျွန်တော်တို့ ကတာအောက်ကတာအောက်မှာကျွန်တော်တို့သွားပြီးတော့မှဒီသွားထွက်တာကိုရှိတယ်အဲ့ဒီအဲ့ဒီရေလဲကျွန်တော်တို့လာပြီးတော့မှထွက်မယ်เนาะအဲ့တော့ကျွန်တော်တို့တပိတ်ချင်းမှာကျွန်တော်တို့တတိယမြစ်ချင်းရှိတယ်အဲ့တော့ဘယ်မှာပြောချင်တာကကျွန်တော်တို့အခုမြစ်ရေကတက်တယ်တောက်လျှောက်တက်လာခဲ့တယ် ဒီနေ့လဲရက်တယ်ဆိုတော့ဟိုအတက်ကြမရှိပဲရက်တယ်ဆိုတဲ့အရာလေးပြောချင်တာပါအဲ့တော့တက်တယ်ဆိုတဲ့ရက်ဟိုရက်သွားတယ်ဆိုတာကလည်းကျွန်တော်တို့ကရေအဝင်အထွက်ညီမြသွားတဲ့အတွက်ကြောင့်ဘူးကျွန်တော်တို့ကရက်သွားတာပဲဖြစ်တယ်အခုတော့ကျွန်တော်တို့ကရေအဝင်အထွက်မညီမြသေးဘူးအဲ့တော့ဝင်းနေဝင်းနေမြဲဝင်းနေစဲမှာ ကျွန်တော်တို့ထွက်တဲ့ရေကနည်းသွားတဲ့အတွက်ကြောင့်ဘူးပိုတဲ့ရေကကျွန်တော်တို့တက်လာခြင်းမဖြစ်တဲ့ပေါ့ဒီလိုပဲယူဆရတာပေါ့နော် ဲ့လိုအဲ့လိုပြောလို့ရတာပေါ့ဆိုတော့ခုတက်နေတဲ့ရေကလည်းနည်းနည်းလေးနောက်လာတယ်နည်းနည်းလေးလည်းလှိုင်းကျန်းလာတယ်နည်းနည်းလေးလည်းအတက်မြန်လာတယ်လို့ကျွန်တော်တို့တွေ့ရတယ်အဲ့တော့တနာယီကိုကျွန်တော်တို့ပေဝက်ဆိုတဲ့ရေကနည်းနည်းလေးတော့များတယ်ပေါ့ အဲ့တော့မင်းကအတွေ့အကြုံအရကျွန်တော်တို့1406စင်တီမီတာကို မရောက်ခင်မှာကျွန်တော်တို့မနေ့ပိုင်း7နာရီလောက်မှရက်သွားတယ်အဲ့လိုရက်သွားတယ်အဲ့ဒါကြောင့်မို့အဲ့ဒီအတွေ့အကြုံလေးကိုရှိတော့ကျွန်တော်တို့ကျွန်တော်တို့စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်အဲ့တော့မင်းကလည်းဒီလိုပဲတက်တယ်ပြီးရင်ခဏရက်တယ်ဟော ရက်တယ်ဆိုတော့ရေကုံလို့ရက်တာလားဆိုတဲ့အရာကိုစောင့်ကြည့်လိုက်တဲ့အခါမှာတနေ့လေနေ့လေနေ့လေလုံးရက်သွားပြီးတော့တောက်လျှောက်တက်သွားလိုက်တာကျွန်တော်တို့1406စင်တီမီတာကိုတနာကြီးကိုတပေနှုံးလောက်အထိကိုတက်သွားတာကိုတွေ့ခဲ့ရတယ်။ဒါမျိုးလဲကျွန်တော်တို့ရှိတယ်ပေါ့နော်။ဒါကတော့ရေရေအနေထားကဟိုအတက်ဘက်မှာဖြစ်တာပေါ့။အထက်ဘက်ကရှိနေတဲ့ရေကအတက်ဘက်မှာဖြစ်နေတယ်။အတက်ဘက်မှာဖြစ်နေတဲ့အတွက်ကြောင့်မို့အဲ့လိုဖြစ်ခဲ့တာပေါ့။ အဲဒါပေမဲ့ကျွန်တော်တို့အခုဒီရေကကြာတော့ဒီရေကကြာတော့ကျွန်တော်တို့ကမေခရေလဲအကြမလိခရေလဲအကြအကြအကြရေဆင်းလာတဲ့ရေဖြစ်ပါတယ်အဲရေဆင်းလာတဲ့ရေသွားနေတယ်သွားနေတာမကုံသေးဘူးပေါ့နော်ရေအမိမရောက်သေးဘူးဆိုလိုတာပေါ့အဲ့ဒါလေးပါအဲ့တော့အပေါ်မှာရေကကြံနေသေးတယ်ရေကြံနေသေးတာသူကုံအောင်ဆင်းရမှာဖြစ်တယ်အဲကျွန်တော်တို့ မချမ်းဘောကမလိခရေကကျွန်တော်တို့ဒီကိုရောက်ဖို့တို့ရင်36နိုင်တရက်ခွဲကြာပါတယ်တရက်ခွဲကြာတယ်36နိုင်လောက်ကြာတယ်ဆိုတော့အဲ့36နိုင်ကြာတာကကျွန်တော်တို့ကမပြည့်သေးဘူးအခုဒီနေ့ညနဲ့မနက်ဖန်မနက်မနက်ဖန်နေ့လယ်လောက်အထိမှာပဲကျွန်တော်တို့ဟိုပြီးဆုံးမဲ့အနေထားကိုရှိတယ်ပေါ့เนาะအဲ့လိုသုံးသက်တယ် နောက်တစ်ခုက ကျွန်တော်မေခရေမေခက ကျွန်တော်ရီဒန်ရီဒန်မှာတက်ထားတဲ့ရေကကျွန်တော်စုစုပေါင်းက78မီတာလောက်78မီတာလောက် ရှိတယ်အဲ့လောက်ကိုရှိတယ်အဲ့တော့ကျွန်တော်ပေ90ကျော်လောက်အထိကိုကျွန်တော်တတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ရန်ကုန်မှာထူးထူးကဲကဲတတ်ထားတာဖြစ်တဲ့အဲ့ဒီရေတွေလည်းကျွန်တော်ကဆင်းလာတော့ရေတန်းမှာလည်းရေကကျွန်တော်တို့ဒီနေ့နောက်ဆုံး information ပေါ့နော်သတင်းအချက်လက်အရာတော့တော်တော်လေးကြာသွားပြီအဲ့တော့အလုံးဟွာလောက်ရှိသွားပြီပေါ့နော်16မနက်ကမနက်ကထီတော့ကျွန်တော်တို့16မီတာကြာပြီးသွားပြီဆိုတော့ information တော့ကျွန်တော်တို့ရရှိထားတာဖြစ်ပါတယ်နော်အဲ့ဒါလေးအဲ့တော့ကျွန်တော်တို့ကရေကအတက်မဟုတ်ဘဲနဲ့အကြတွေကြီးပဲအဲ့ကြနေတဲ့ရေတွေဆင်းလာတဲ့ဖြစ်တဲ့အကြောင်းမို့မနစ်ကလောက်တော့ပူစရာမလို့ဗိမဲ့ အဲ့လိုနီးတိုင်းပဲကျွန်တော်တို့ကမနစ်ကထက်ကိုဟိုမနစ်ကလောက်ပူစရာမလိုပဲမဲ့လေဒီနစ်ကမနစ်ကထက်ကိုမှအထက်မှာကပို့ပြီးတော့မှထူးထူးကဲကဲရေတက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့စိုးရင်ရေအမှတ်1200ကိုကြော်လွန်ပြီးတော့တက်မယ်လို့ကျွန်တော်တို့တစ်ထစ်ချသုံးသက်ရတယ်သုံးသက်ရခြင်းဖြစ်ပါတယ် အဲ့တော့အားလုံးလည်းဟိုရွှေစရာရှိတာလေးတွေတော့ရွှေပြီးလောက်ပါပြီ ရွှေလည်းရွှေကြပါပြီကျွန်တော်ကယ်ဆယ်ရေးအဖွဲ့ကြီးလည်းအဲတော်တော်လေးရွှေထားရွှေထားပြီးဖြစ်ပါတယ်နော်အဲ့တော့ကြိုတင်ပြီးတော့မှလည်းတည်ထားတဲ့အတွက်ကြောင့်မို့ကြိုတင်ပြီးတော့လည်းပြင်ဆင်နိုင်ခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ဆုံးရှုံးမှုမရှိအောင်မိမိပစ္စည်းမိမိရဲ့ ဟုတ်ကဲ့ပါမျိုးကြီးကျွန်တော်ပြန်ပြန်ဒီတော့ပါပဲဒီဖန်လီကတော့ဒီကချင်ပြည်နယ်မြေကြီးနာမှာဒီရေကြီးရေရှမ်းဖြစ်ပွားမှုနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ club blogger ဦးနိုင်လင်းထွေးကနေပြီးတော့ဒီကျူတေခံမှန်းထားတဲ့ပြည်ဖန်လီကျွန်တော်မျိုးပြည်သက်တက်ဆက်ပြီးတော့ဖြစ်ပါတယ်ပြီးတော့အမျိုးတို့လည်းဒီကျူတေကကိုပြစီလို့ရအောင်ဘုဒ္ဓရနယ်ပြန်လည်ဝင်မဲ့တက်ဆက်ပြလေချင်းဖြစ်တယ်ဟုတ်ပါကျွန်တော် channel နဲ့မုံနေတဲ့နဲ့မိုးလေသာတဲ့ဘုဒ္ဓရရဲ့သတင်းကိုမြင်တက်ဆက်ပြအောင်မို့ကျွန်တော် channel like and subscribe နဲ့ like and subscribe နဲ့ပြည်နယ်လူဒီပဲလို့ပါနေခဲ့ပြီးပို့တော့ဆွေးကြည့်ပါတယ်ကျွန်တော် channel အားပဲကြည့်ရှုကြည့်ချင်တဲ့ကြည့်မြိုက်တင်ပါတယ်နောက်ထပ်ပြန်ပြန်ဆက်ကြပါတရား